မင်္ဂလာပါရှင်။တောင်တိုင်းရဲ့ဒီနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်မတ်လ22ရက်နေ့အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေမြုံနယ်ကစစ်ကောင်စီစခန်းကုန်းတစ်ခုတိုက်ခိုက်ခံရတဲ့သတင်း။အင်းတော်တို့စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ချိန်မုံခံရတဲ့သတင်း။ တနင်္လာရီမှာလက်နက်ကြီးကြားလို့စစ်ပေးရှောင်ပြည်သူနှစ်ဦးသေဆုံးတဲ့တဲ့အပါအဝင်နိုင်ငံတကာသတင်းမှာတော့အမေရိကန်ကတောင်ကိုရီးယားနဲ့တူရကီကနေကြက်ဥတန်းတဲ့ချီတင်သွင်းမဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ ဝန်ကြီးနဲ့ရင်းညွန့်နဲ့ကွမ်းကြိုက်ကြေးရွာအနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုလက်နက်ကြီးနဲ့တွားရောက်တိုက်ခိုက်ခဲ့တယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ YGF ကမတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီစခန်းကုန်းကိုပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာတော်လရင်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးတပ်ချက်ကြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ YGF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုဒေါနာတရင်ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတက် YGF နဲ့မဟာမိတ်တွေဖြစ်တဲ့ရာမညာစစ်ကြောင်းခင်မျိုးသားလူမျိုးရေးတပ်မတော် KNL တရင်29တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အသိပေးထားပါတယ်။ရေးမြို့နယ်မှာစစ်ကောင်စီတပ်ဖက်ကလည်းတော်လရေးတပ်ဖွဲ့တွေရဲ့စခန်းအချို့ကို drone နဲ့ကင်းထောက်ပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်နှစ်ဖက်စီရင်တင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။ စကိုင်းတိုင်းအင်းတော်မြို့နယ်သို့စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ချေမုန်းခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့မတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။ကတားမြို့ကနေစစ်ကူထွက်တဲ့အင်အား150ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုမတ်လ15ရက်နေ့ကပင်လူရွာနီးပန်တောင်ကြီးပန်တောင်လီတောင်မှာတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချေမုန်းခဲ့တာဖြစ်ပါတယ်။ စစ်ကူစစ်ကြောင်းတိုက်ခိုက်ချိန်မုန်းခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုစစ်ကောင်စီတပ်ဖွဲ့ဝင်32ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတံကနေလက်နက်54လက်အပါအဝင်ဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရမိခဲ့တယ်လို့မြူသားညညူရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နှစ်ဖက်တိုက်ပွဲတွင်တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။ စစ်ကူစစ်ကြောင်းတိုက်ခိုက်ချိန်မုံခံရတဲ့ချိန်နေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကဇုံတရားသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။တနင်္လာနေ့တိုင်းတနင်္လာနေ့ညနဲ့ချောင်းလမှုကြီးပါမှာစစ်ကောင်စီတပ်ရဲလက်နက်ကြီးပစ်ခတ်မှုကြောင့်စစ်ပေးရှောင်ပြည်သူ၂ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြိတ်ခရိုင်ပခပထံကနေသိရပါဗျ။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါဗျ။ မနေ့မတ်လ22ရက်နေ့နေ့လယ်2နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်ဟာချောင်းလမှုကြီးရွာထဲကိုလက်နက်ကြီး3လုံးထပ်မင်းရန်တမ်းပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကြားရပောက်ကွဲမှုကြောင့်ကြီးရွာထဲမှာရိခါလာပြန်ယူတဲ့စစ်ပေးဆောင်ပြည်သူတွေဖြစ်တဲ့ကိုတောင်ပုနဲ့အမမီးမဲတို့အထိမှန်သိဆုံးခဲ့ပြီးအမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတဟာတိုက်ပွဲမရှိလဲလက်နက်ကြီးအပါအဝင် drone နဲ့တိုက်ခိုက်မှုတွေပုံမှန်လုံဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ဗိခရံပြည်သူကာကွယ်ရေးအဖွဲ့ပါကဖားတာဝန်ခံကတန်လွင်ထမ်းမှုပြောပါတယ်။တိန်ခွန်ကြီးရွာအောက်စုထဲကတိန်ခွန်ခြောက်လမှုကြီးရွာဝန်းကျင်တွေမှာတိုက်ပွဲဖြစ်ပေါ်နေတာလားချီရှိနေတာကြောင့်စစ်ပေးဆောင်ပြည်သူတွေစားနေ ဲခါအခက်ခဲတွေရှိလာကြသလိုတိုက်ပွဲဖြစ်ပွားနေတဲ့ကြားကရဲခါရရှိရေးအရဲဆုံမီနေအိမ်ပြန်ယူတာတော်ရင်သွားလာရှာဖွေမှုတွေပြုလုပ်နေကြရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ18ရက်နေ့ကစလို့ထုံမခရေပြူတိန်ခွန်ချောင်းနှပေါက်ကြီးရွာအနီးဝန်းကျင်ဒီမှာတိုက်ပွဲတွေနေ့စဉ်နှီးပါဖြစ်ပွားနေတာကြောင့်ဒေသခံ3000ကျော်ဆစ်ပေးရှောင်နေကြရတာ3-5ကျော်အထိရှိလာပြီလို့သိရပါဗျ။ ိကန်ကတောင်ကိုရီးယားနဲ့တူရကီကနေကျက်ဥတန်းနဲ့ချီတင်သွင်းမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးပါမယ်ရှင်။ Transria ကတူရကီနဲ့တောင်ကိုရီးယားတို့စီကနေကျက်ဥတင်သွင်းဖို့စီစဉ်နေပြီး အမေရိကန်ပြည်သူတွေအတွက်အမြဲတမ်းမြင့်တက်နေတဲ့ဈေးနှုန်းကျော်ပါစီမျှော်လင့်ချက်နဲ့တခြားနိုင်ငံတွေနဲ့ပါဆွေးနွေးနေတယ်လို့သိရပါတယ်။ရေတို့အတွက်ကျပ်ဥတမ်းပေါင်းများစွာတင်သွင်းဖို့မိမိတို့ပြောဆိုဆွေးနွေးနေတယ်လို့အမေရိကန်စားပြေးဝင်ကြီး Brooks Rolling ကအင်ပီရောမှာသတင်းတောက်တွေကိုပြောကြားထားပါတယ်။အမေရိကန်မွေးမြူရေးသမားတွေအနေနဲ့ကျပ်ကောင်ကြီးတမ်းပေါင်းများစွာကိုတတ်ဖြတ်ခဲ့ရတဲ့ကျပ်ငတ်တုပ်ကွေးကက်ယောဂါတိုက်ဖြတ်ရေးဒေါ်လာ10ဘီလီယံသုံးဆွဲဖို့အမေရိကန်ဆွေးနွေးကကြေညာထားချိန်မှာအခုလိုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။သမ္မတ Trump ရဲ့ဆွေးချိန်က ကုန်စည်နှုန်းကျဆင်းစေရမယ်လို့ကတိပြုခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ကကျပ်ဥစည်နှုန်း65ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး2025ခုနှစ်အတွင်း47ရာခိုင်နှုန်းမြင့်လာမယ်လို့မျှော်လင့်ရပါသည် ဝန်ကြီး Mrs. Rolling ကသူ့ရဲ့ဌာနအနေနဲ့ခုံစည်အစ်တွေရရှိစေရေးတခြားနိုင်ငံတွေနဲ့ဆွေးနွေးနေတယ်လို့ပြောပေမဲ့ဘယ်ဒေသကဘယ်နိုင်ငံတွေနဲ့ဆွေးနွေးနေတယ်လဲဆိုတာကိုတော့အသေးစိတ်မပြောပါဘူး။မိမိတို့အနေနဲ့ပြည်တွင်းမှာကြက်ဥထုတ်လုပ်မှုပြန်လည်အားကောင်းလာရင်အားကောင်းလာဖို့လာမယ့်လအနည်းငယ်အတွင်းမျှော်လင့်ရပြီးပြည်ပကနေကြက်ဥတွေကိုတင်သွင်းစရာလိုတော့မှာမဟုတ်ဘူးလို့ဝန်ကြီး Rolling ကပြောတာပါ။ကြက်ဥတင်ဖို့ရည်ဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့ American တိုင်အောင်တွေကမိမိတို့စီကိုဆက်သွယ်လာခဲ့ကြအောင် ပိုလန်နဲ့လစ်သူရေးနီးယားအစိုးရတို့ကမတ်22ရက်မှာပြောကြားခဲ့တယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။ထရန်ဆိုရအနေနဲ့နိုင်ငံများကိုအခွန်တွန်းမြင့်ကောက်ခံနေခြင်းမှာအမေရိကန်ပြည်သူတွေအတွက်ကျဲဥစည်းနှုန်းရောကျစေရေးအခုလိုကြိုးပမ်းနေတာဖြစ်ပါတယ်။ နင်္သာရနေ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်းကဇာတာပတိစနေနေ့ညနေ6နာရီအချိန်တိုင်းမှာနှာတော်တာဆင်နိုင်ပါတယ်။သတင်းထိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သတင်းထိုင်းမြန် website စာမျက်နှာနဲ့သတင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သတင်းထိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနှာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။